ကျွန်တော်မွေးနေ့မှာဖေဖေနဲ့မေမေကိုအရင်ချစ်တယ်လို့အားပြောတာ PD လည်းဖြစ်တယ်ဒီထဲမှာနေတော်တော်ဘလိုပဲဖေဖေတို့မေမေတို့ချစ်မှန်းတော့သိတာပေါ့ဒါပေမဲ့အဲ့လိုဖုန်းနဲ့မပြောဘူးခဲ့တော့လေတကယ်ကြာတော့အရင်ထဲမှာမိကြီးလည်းချစ်ချင်းကြာပြီလို့စိတ်ကောင်းဖြစ်သွားခဏ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 တိတ်ခင်းရအောင်လို့နားမလုတော့ဘူးမိဘဆိုတာတက်ရှိထေရှားမရပဲလေအကူတော်မအကူအမေကိုဟိုခါမအဲ့လို မေအမေကသားရှိတယ်တော့ဗာညာအဲ့လိုပြောရတယ်ပြောရမှာဇာကိတ်တွေပါလိခွဲတယ်ဇာလက်ဆောင်တွေဆိုတာကဒါညွယ်ပါတယ်ဖန်တီးရတာလေအဲ့ဒါလေးကိုရေနှစ်နှစ်ကာကာလေးဖြစ်သွားတော့သူ့အမေလည်းအမှတ်တရဖြစ်သွားတော့ပြောတော့ကိုယ်လည်းပီတိဖြစ်တာပေါ့နော်ဇာတွေရတယ်ကိုရောက်မှဆိုပေမဲ့လည်းကိုမိဘလိုပါပဲဆိုတော့လေအဲကိုမိမကိုဝေးပေးတဲ့မိဘဆိုကိုအမေလေးပဲဆိုတော့ကိုချစ်တယ်လို့ပြောလိုက်တယ်လို့ပါ သူလည်းတခါမပြောခဲ့ဘူးဆိုတော့အော်ကိုအကြံပြီးလိုက်တော့သူ့မိသားစုတွေရင်းထဲမှာနှွေးထွေးနဲ့ပီတိဖြစ်ရတဲ့ခါကျတော့ကိုကလည်းပြောရတာပေါ့နော်အဲ့တော့တကယ်ကိုကိုလည်းမျက်ရည်ဝဲခဲ့ရပါတယ်အဲ့ညာမွေးနေ့ပါပေါ့နော်အော်မွေးနေ့ဆိုတော့အမြဲတမ်းဟိုတခုခုပေါ့ဒီမွေးနေ့ပြည့်ခွဲတာဘာညာအဲ့ဒါတွေကတော့များနေပြီလို့အကြံပြီးတော့ဘုမနဲ့မြေဖုံးဆက်ပါလား အပြင်မိဘတွေမွေးလို့ဒီရောက်လာတာဆိုတော့ဒီအဖုံးဆက်ပါလားဆိုတော့ကြံပြနေတာကြံပြနေတော့ဖုံးဆက်ဖြစ်သွားတာအပြင်ကမှဘလို့ဘလို့ဖုံးဆက်တာအဲဒီတက်ရရောက်နေရမေတို့ပြပြတို့တခါမှဟိုချစ်တယ်လို့ခွင့်မပြောဘူးနော်အရင်ကတော့ချစ်တယ်ဒါပေမဲ့အပြင်မှာအဲ့လိုနှုတ်တယ်ခွင့်မပြောဘူးတော့အဲ့ဒါကိုကိုတန်အဲ့လိုလေးလုပ်ကြည့်ပါလားဆိုတော့ပထမတော့မလုပ်ချင်ဘူးလို့အဲ့မြေ့ကြမှာဆိုလို့လေအဲ့ဒါကဲလုပ်ကြည့်မယ်လုပ်အဲ့ဆိုဖုံးဆက်မယ်လို့လုပ်ကြည့်ပါရဲ့ဆိုတော့အဲ့လိုလုပ်ဖြစ်သွားတိတ်ထဲမှာဟိုပြောဖုံးဆက်နေတဲ့ကိုမြေ့ကြအဲ့လိုမျိုး မပြောခင်ဘူးဒီရွယ်ထိရောက်သွားတယ်နော်အဲ့ဒါနဲ့ချစ်တယ်ဆိုတဲ့အကြောင်းပေါ့ချစ်တာကတော့သိတယ်ဒါပေမဲ့အဲ့လိုဖုန်းဆက်ပြီးဖြဖြမိမိရမ်းချစ်တာပဲအဲ့လိုမပြောခဲ့ဘူးဘဝနည်းနည်းဆိုးတယ်လေအဲ့ဒါနောက်မဆိုးတော့ပါဘူးဗျာညာနဲ့ပေါ့အဲကျွန်တော်မွေးနေ့မှာဖေဖေနဲ့မေမေကိုအရင်ချစ်တယ်လို့အားပြောတာခဏခဏခဏတိတ်ခင်းရအောင်လို့နောက်မလုပ်တော့ဘူးပီတီလည်းဖြစ်တယ်ဒီထဲမှာနေတော်တော်ဘယ်လိုပြောလဲ မိမိတို့မိမိတို့ချစ်မှန်းတော့သိတာပေါ့။ဒါပေမဲ့အဲ့လိုဖုန်းနဲ့မပြောဘူးခဲ့တော့လေ။တကယ်ကြတော့အရင်ကမှမိကြီးလည်းချစ်ချင်းကြပြီးတော့လို့စိတ်ကောင်းဖြစ်သွား။ကိုလေးတော့ဘာလို့ပြောလဲတော့ငါကနေနေလိုက်တော့ကိုလေးပေးတယ်ကိုလေးပေးတယ်ပေါ့ကိုလေးအဲ့ဒါသူ့ဗီဒီယိုရိုက်ပေးနေကိုလေးမျက်ရည်တွေကျလူသီးရယ်လည်းဆက်တယ်လူသီးတကယ်ပါကိုတို့အရွယ်ပေါ့ဒီလိုအရွယ်ရောက်တဲ့အထိမိဘတွေချစ်တယ်လို့ပြောဖို့ကသားသမီးတိုင်းကရင်ထဲမှာချစ်တယ် ပြင်ကိုထုတ်ပြောကြတာများတယ်။အပြောတဲ့တာသမီးလည်းရှိမှာပေါ့နော်။ရှားမှာပေါ့။ဆိုတော့အဲ့လိုမျိုးလေးဖြစ်စေချင်တယ်။အဲတော့မိဘဆိုတာသက်ရှိထေရှားမရပဲလေ။အကိုတော်မအကိုအမေကိုဟိုခါမအဲ့လိုမျိုးအမေအမေကိုသားရှိတယ်တော့ဗျာ။အဲ့လိုမပြောပါဘူး။ပြောရမယ်။မကိုနဲ့ပိန်နဲ့နေနေရင်းနဲ့ကိုမပြောဖြစ်တာလေ။မပြောဖြစ်တာဆိုတော့ဒီကနေချပေးချင်တာဘယ်လိုမပြောဖြစ်ရင်လည်းပြောကြပါဦး။အဘိဗျတရှိချင်ချာရှိတဲ့အချိန်မှာပြောလိုက်တဲ့ချစ်တယ်ဆိုတဲ့စကားလည်းဘာမှဘာနဲ့မှလဲလို့မရဘူး။ ။အဲမိမမွေးနေ့မှာမိဘအရေးကြီးဆုံးမိဘမွေးထုတ်ပေးလိုက်တဲ့နေ့ကကိုယ်ကမွေးနေ့ပဲ။ဇာကိတ်တွေပါဒီခွဲတယ်။ဇာလက်ဆောင်တွေဆိုတာကဒါလွယ်ပါတယ်ဖန်ပြီးရတာလေ။အဲ့ဒါလေးကိုဒီနေ့နေ့နေ့ကာကလေးဖြစ်သွားတော့သူတို့အမေလည်းအမှတ်တရဖြစ်သွားတော့ပြောတော့ကိုယ်လည်းပီတိဖြစ်တာပေါ့နော်ဇာရေရတယ်။အဲ့တော့လူတို့ကသူစုံနိုင်တဲ့ကြီးရဲ့နေမှာအဲ့လေးလေကြီးအဲ့လေးလေကလူမဝရဲ့တော့အတူတင်မလားတို့လည်းပြောလိုက်တာတော်တော်အံ့ဩသွား ိုကအဲ့လိုမျိုးချစ်တယ်မိမိအဲမိ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 နဲ့ပြပြရမ်းချစ်တာပဲလို့တို့ဘက်ကတော်တော်အံ့ဩသွားတယ်မမြင်ရပေမဲ့သိတယ်လေစိတ်ထဲမှာလေအဲ့လိုဖြစ်သွားတယ်မွေးနေ့တွေအဲ့လိုမျိုးဟိုတပြည့်မွေးနေ့ကိတ်တွေပိုင်းနဲ့တော့လှုပ်ခုတယ်ပေါ့အဲ့မဲ့ဒီမွေးနေ့လောက်အမှတ်တရဖြစ်တာတော့ဒီဒီနေ့မွေးနေ့ကအမှတ်တရအိုးဖြစ်ဆုံးပဲအဲ့ဒီ idea ကလည်းဒီ online ပေါ်မှာလည်းတွေ့တာပါအိုကောင်လေးယောက်ကနေပြီးတော့ဒီမေးတာလေတိုင်မေးပြီးတော့ဘင်းနဲ့မေးကိုချစ်တယ်လို့ပြောရင်ဖုန်းဆက်လို့ရှိရင်တပေါင်းပေးမယ်ဆို ဲ့တော့ကြည့်ပြီးတော့လေအာတကယ်ပီတိဖြစ်တာပေါ့နော်။အော်ဟုတ်ပြီသားပဲ။ငါတို့လူလေခါမှအဲ့လိုမပြောခဲ့ဘူးဆိုတာမိမအောင်ကြံပေးလိုက်တာ။ဘုကမွေးနေ့ရောက်ရင်တော့ငါလည်းအမေကိုပြောအောင်မယ်။ Can't be the amida to the assam to be machine ။ဘုကလည်းတကယ်ပါတကယ်ဘုလိုကောင်းလဲကိုရောက်မှဆိုပေမဲ့လေကိုမိဘလိုပါပဲ။ဆိုတော့လေအာကိုမိမအောင်ဝေးပေးတဲ့မိဘဆိုကိုမိလေးဆိုကိုချစ်တယ်လို့ပြောလိုက်တယ်လို့ပါ။သူလည်းတခါမှမပြောခဲ့ဘူးဆိုတော့ အော်ကိုကြံပြီးလိုက်တော့သူ့မိသားစုတွေရင်ထဲမှာနှွေးတွေးနဲ့ပီတိဖြစ်ရတဲ့ခါကျတော့ကိုကလည်းပြောရတာပေါ့နော်အဲ့တော့တကယ်ကိုကိုလည်းမျက်ရည်ဝဲခဲ့ရပါတယ်ထာဝရဘုရားမင်းတကယ်ဝင်တရားတော်မီအဓိကတော့မိမတွေ view size ချင်တယ်သူတို့တွေတောင်းဝေချခဲ့ပြီလေအဲ့မလားဒီလိုရွေးရောက်ပြီးကိုလန်းကိုလျှောက်ပြီးအိမ်တော်ရသားတွေကြဟလာအခုမှလည်းတာသမီတွေရရနေပြီဒီချိန်ထိတောင်မှ သူတို့ရဲ့တာဝန်ကဟိုဘယ်လိုပါလဲမြေတွေမြေတွေရဲ့ရှေ့ရေးအတွက်ဘယ်လိုမှပေးဘူးပေးကြသေးတာအမေရိကတော့ကိုယ်တွေဘယ်ပြီးမှမဆိုပါပဲကိုယ်တွေဘလောက်တက်ကြီးကြီးသူတို့အမြင်မှာကလေးပဲရှိသေးတယ်ဆိုတော့သူတို့ကိုယ်တွေအနေဖြစ်မှာစိုးရင်လည်းကိုယ်တွေအဆင်ပြေဖြစ်မှာစိုးရင်လည်းဘာတော့မပြီးပါတိုင်းပါပဲအဲ့တော့သူတို့အမေရိစိတ်ချမ်းသာဖို့ကိုယ်တွေကမြေတာပြန်ပြီးဖို့ခါကျန်စိတ်မရှိတာရှိတယ်အာမေတို့ကလည်းဗျာဘာညာပြောတာရှိဒါပေမဲ့ပြောပြီးွားရင် စိတ်ချပြန်ခံစားအောင်ငါတို့ငယ်ငယ်တုန်းကလည်းဒီလိုနားမလဲတာကိုစိတ်ရှိလက်ရှိရှင်းပြခဲ့တာပဲလို့မိပါလေဆိုတော့လေအဲ့တော့တငယ်ချင်းတွေဘယ်သူပဲဖြစ်ဖြစ်ပါမိတ်ဆွေတွေအောင်တွေမိဘကိုဟိုတန်ဖိုးထားပေးကြပါဘာဖြစ်ဖြစ်ကျွန်တော်လည်းအခုချိန်ထိတန်ဖိုးထားရတယ်ဒါပေမဲ့အားမရသေးဘူးအခုချိန်ထိအားမရသေးဘူးအဲ့တော့မိဘတွေရှိနေတုန်းမှာတန်ဖိုးထားပေးပါမိဘတွေမရှိတော့မှငိုနေလို့လည်းအပူပဲလေအဲ့တော့မလားအခုစားကောင်းတောက်ပွဲလေးစားနေမိဘကိုတတိယမိဘအတွက်တစ်ခုလေးဝယ်ဝယ်ရမှာ ကိုလည်းကျင်တဲ့အမေလည်းစားကြမှာပဲကိုခေးတူသွားလည်းအမေလည်းသွားကြမှာပဲလေဖခင်သွားဖို့အမေလည်းသွားဖို့ကြမှာပဲဆိုတော့စိတ်ကတော့အေးနေရှိရဆိုတော့ခုချိန်ကြီးတော့ဟိုမိဘစစ်ချမ်းဟိုစစ်ချမ်းတောင်တော့ထားနေတုန်းလို့ဒါပေမဲ့အားမရသေးတာပဲရှိပါတယ်ဒါကြောင့်မိဘတွေကိုစစ်ချမ်းတောင်ထားပြကြပါလို့ဒီရပဲတိုက်တွန်းချင်တာပါ